ကျွန်တော်ပါဂျက်ဆာဘာမီ channel ကနေပြန်လည်ကြိုဆိုပါရစေ။ဒီနေ့ပြပြချင်းတဲ့အကြောင်းကတော့မတ်ပုတ်တွေမှာကျွန်တော်တို့မလို့ app နဲ့ကိုယ့်ရဲ့ပေါ့နော်မတ်ပုတ်တွေရဲ့နောက်ကွယ်မှာဘယ် software တွေ run နေလဲပေါ့နော်။အဲ့တော့အသုံးမလို့တဲ့ဟာတွေကိုဖြတ်နည်းကိုကျွန်တော်ပြပြမယ်ပေါ့နော်။ဟုတ်ပြီ။အဲ့တော့ပထမဦးဆုံးကျွန်တော်တို့ဒီကြည့်ရနေရတော့ command ရဲ့ speed ရဲ့ကိုကျွန်တော်နှိမ့်လိုက်ပါ။ပြီးရင် monitor ဆိုတဲ့ဟာကိုရိုက်ထည့်လိုက် MO and I ပေါ့နော်။ဟုတ်ပြီ။အဲ့တော့ဒီစာသားလေးပေါ့နော်။အဲ activity monitor ဆိုတဲ့ဟာကြီးရှိရပေါ့နော်။ဟုတ်ပြီ။အကောင့်လေးရှိတယ်။အကောင့်လေးပေါ်လာပြီဆိုရင်ကျွန်တော်တို့အကောင့်တစ်ချက်နှိမ့်လိုက်မယ်။ နှိပ်လိုက်ပြီဆိုရင်ညကျွန်တော်တို့ဒီ energy ဆိုတဲ့ဟာထဲမှာပေါ့နော်ဒီ energy ဆိုတဲ့ဟာဒီဆက်တဲ့အနောက်ထဲမှာဘာတွေသုံးနေလဲဆိုတာပေါ်လာတိုင်းပေါ့ပေါ့နော်အဲ့မှာကိုမလိုတဲ့ဟာတွေကိုကျွန်တော်တို့ဒီသွားပြီးတော့ရစ်ပစ်ကောင်ပေါ့နော်ဥပမာပေါ့ CPU ဆိုရင် CPU ထဲမှာကျွန်တော်သုံးတဲ့ software တွေရှိရများနေဆိုရင်ဒီထဲမှာလာပေါ်တယ်ပေါ့နော်အဲ့တော့ကိုရီးယားမလိုအပ်ဘူးထင်တဲ့ဟာတွေဆိုရင်ကျွန်တော်တို့ဒီသွားရှင်းလိုက်ပေါ့နော်ဟုတ်ပြီအဲ့တော့ energy တွေကိုကျွန်တော်ကြီးလိုက်မယ်အဲ့တော့ကျွန်တော် energy ကိုကြီးတဲ့အခါမှာကျွန်တော်ရဲ့အထင်မှာတော့ကျွန်တော်ရှင်းပြီးသားဖြစ်နေတာပေါ့နော်ဘာမှတော့တူ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 မရှိတော့ဘူး အဲ့တော့ဒီထဲမှာကျွန်တော်လည်းရှင်းပြီးသွားပြီဆိုတော့ Microsoft Office ဆိုရင်ကျွန်တော်မသုံးဘူးပြီးတော့ဘာတွေသုံးနေလဲပေါ့နော်မှ point တွေတက်နေတယ်ပေါ့ဥမာဒါကတော့ကျွန်တော်လက်ရှိသုံးနေဖြစ်တဲ့အတွက်ဒီ monitor ကနေ1.6ဆိုပြီးတော့မှ energy သုံးနေရပေါ့နော်ဒီအောက်မှာ0ရေဆိုတော့ပြဿနာမရှိဘူးခုမှပေါ့ကျွန်တော်တို့အဲနောက်ွယ်မှာအရန်သုံးနေတဲ့ software တွေရှိရဆိုရင်ဥမာပေါ့နော်ကျွန်တော်တို့ဒီ Microsoft Office ပဲဖြစ်ဖြစ်ဒီခုရှိတယ်ထားပါတော့အဲ့ကောင်ရှိရဆိုရင်အဲ့ကောင်ချက်နှိပ်လိုက်နေဘွားဆိုရင်အပေါ်မှာကျွန်တော်တို့မျှားတန်းလေးတစ်ခုရှိရပေါ့နော်အဲ့ဒါလေးချက်နှိပ် လေးဘူးဝိုက်ဆိုတာ ਨੇ ကျွန်တော်တို့ဒီကျွန်တော်က Microsoft Office ကိုကျွန်တော်ဖြတ်မယ်ပေါ့နော်ဥပမာပေါ့ဒီကောင်ကနောက်ွယ်မှာအများကြီးသုံးနေတယ်ပေါ့နော်ဒီမှာလည်း point တွေပါရတက်နေတယ်အကောင်ကျွန်တော်ရက်ချင်နေစရင်အဲဒီကောင်က Microsoft Word ကိုပေါ့နော်အမှန်ရှိပေးပြီးဝိုက်ဆိုမှာ cross match ရှိတယ်ပေါ့နော် cross match တွေကိုကျွန်တော်နှိပ်ပြီးတော့နောက် quit ဆိုတဲ့ဟာတွေနှိပ်ပြီးလိုက်ပြီးဆိုရင်ဒီကောင်ကအဲဒီ background မှာမသုံးနေတော့ဘူးเนาะကိုက edit လုပ်တဲ့အချိန်ကြီးကျွန်တော်တွေအလုပ်ငန်းတွေပေါ့နော်သုံးနေတဲ့ခါကျရင်မလိုအပ်တဲ့ခါကြီးဆိုရင်ကျွန်တော်တွေ ချက်ထားလိုက်ပါတော့ဒီ energy ဆိုတာဒီစက်ရဲ့ဒီ CPU တွေဒီ memory ကိုအရင်တုံးနေတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ player ဆိုတဲ့အဲ့လိုမျိုးပေါ့နော်ဥပမာတုံးနေတယ်ဆိုရင်ဒီ cross menu ကိုနှိပ်ပြီးတော့ quick ဆိုတဲ့ဟာလေးကိုနှိပ်ပေးလိုက်ပါတော့အဲအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီဒီစက်ကဒီနောက်ကွယ်မှာ run နေတဲ့ဟာကြီးမရှိတော့ဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့စက်ကိုပုတ်ပုတ်ပွားတုံးလို့ရတယ်ပေါ့နော်ဒါကတော့အခြေခံသဘောတရားဖြစ်တဲ့ တော်ကြီးဒီမပုတ်တယ်မပုတ်အဲဒီမှာနောက်ကမှသုံးနေတဲ့ဟာတွေကိုရက်တဲ့နည်းရေပေါ့နော်နောက်တစ်တနည်းကတော့ကျွန်တော်တို့ဒီအောက်မှာဘားလေးရှိတယ်ပေါ့နော်အဲ့ဘားလေးမှာမလိုအပ်ဘဲနဲ့ကျွန်တော်တို့ဝင်နေရဟာရှိရယ်ဆိုရင်နော် right click ထောက်ပြီးတော့ကျွန်တော်တို့ဒီပေါ့နော် remove ပေါ့နော် remove တော်ရီနှိပ်ပြီးမလိုအပ်ဘဲနဲ့ဝင်နေရဟာပြီး remove တော့ဆိုရနှိပ်ပြီးဒါတော့ခုနကသုံးနေတဲ့ဟာပေါ့နော် background data မှာဒါနှိပ်လိုက်ပြီးဆိုပြန်ပေါ်လာတယ်ပေါ့နော်အဲအကြောင်းမလို့ လိုအပ်ဘဲနဲ့သူ့အနောက်ကမတုံးနေတဲ့ဟာတွေမဖြစ်မရှိရလေအောင်မနော် quick နှိပ်ပေးလိုက်အဲဆိုရင်ကျွန်တော်တို့ဒီဒီဆက်ကကျွန်တော်တို့ဒီကိုအလုပ်လုပ်တဲ့ချိန်မှာအကောင်းဆုံးတုံးရတယ်ပေါ့နော်အဲ့တော့အားလုံးအဆင်ပြေကြပါစေနောက်ထပ်ကြောင်းအောင်ပါလိမ့်မယ်ပြန်တွေ့ရအောင်